တချေတို့ဒီမှာเนาะဒီစက်ချုပ်ကလေးတွေနဲ့ဆက်တဲ့အခါကြာလို့ရှိရင်တချေတို့ဒီဆူးတံလေးကိုသုံးပေးရတယ်เนาะဒီဆူးတံမသုံးလို့မရဘူး။ဘာကြောင့်လဲဆိုတော့တချေတို့ကဒီမှာဆွဲထားတဲ့ line နေရှေ့နဲ့နောက်နဲ့ကိုတပြေးတည်းထွက်လာဖို့အတွက်ကဒီဆူးဂျုံနဲ့တချေတို့ကထောက်ပြီးတော့ချုပ်သွားရတယ်เนาะတကယ်လို့ကိုကဆူးဂျုံမထောက်ဘူးဆိုလို့ရှိရင်ပိတ်ဆက B နဲ့ရွေးတတ်တဲ့အတွက်ကိုရှေ့ကတော့ okay တယ်နောက်ကချုပ်လိုက်တဲ့ဟာက တခါတလေမှာပိတ်ဆာအแทဝင်သွားတာတို့အဲမညီမညာဖြစ်သွားတာတို့အဲ့ဒါမျိုးတွေအများကြီးကြုံရတယ်ဗောလေနော်ရောင်းလို့တစ်ချက်လို့ဒီမှာချုပ်တဲ့ခါကြလို့ရှိရင်ဒီပိတ်ဆာလေးတွေကိုသူ့ကြုံလေးနဲ့ထောက်ပြီးတော့ဒီလိုသွားတာအကောင်းဆုံးဆိုတာလေးကိုချက်ပြပြချင်းနေဗောလေအဲ့တော့ okay ဒီချက်တော့အခုဒီနာဒီလမ်းဆုံးသွားပြီဗောနော်အဲဆုံးသွားတဲ့အချိန်မှာဒီချက်တော့နောက်တစ်ခုကိုထပ်ဆက်တော့မယ်ဆိုလို့ရှိရင်ဒီချက်တော့ဒီဟာကို ထုတ်เสียမလို့ထုတ်เสียမလို့မလို့ပဲနဲ့တကယ်တော့ဒီတစ်ခုကိုဆက်ပြီးတော့ဆက်သွားပြီးတော့မှတကယ်တော့ဖြတ်ထုတ်လို့ရတယ်เนาะအဲအရာတွေကဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျပြပြချင်တာလေးကအဓိကတကယ်တော့မှနံပါတ်1ကကိုချုပ်တဲ့အချိန်တက်တာတယ်။နောက်နံပါတ်2ကကြတော့ကျေတို့ဒီအချီကျိုးလည်းတက်တာတယ်။ ။ဒါကြောင့်အချီချိုးလည်းတတ်တာလဲဆိုတော့တချို့ကအချီချိုးကိုဟာအတခုချုပ်လိုက်တစ်ခါဖြတ်လိုက်တခုချုပ်လိုက်တစ်ခါဖြတ်လိုက်ဆိုလို့ရှိရင်အချီချိုးရဲ့ဒီဖြတ်လိုက်တဲ့အလေလွေ့နေရလဲများတယ်ဆိုတာလေးကိုချက်ဒီကပြောပြချင်တာပေါ့လေနော်။အဲ့တော့ကျေတို့ဒီမှာချုပ်တိုင်းမှာသူ့ကိုဒီလိုစူးရံလေးနဲ့ထောက်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 ပြီးသွားနော်မကြည့် အဲ့လိုသွားခြင်းအဖြစ်ကိုယ့်ရဲ့ပိဿာလေးတွေကဒီပြန်ပြီးတော့အပြင်ဘက်ကိုလှည့်တဲ့အချိန်မှာလဲတညီတညာတဲ့နဲ့တပြေးတည်းထွက်လာတယ်နော်တပြေးတည်းထွက်လာတယ်ဒါဆိုရင်ဒီချက်ဆိုဒီမှာအခုံးလေးတွေရှိတဲ့အတွက်ဘီလေးကိုပြန်မပြန်ချအဲ့လိုလောက်ရတယ်เนาะ အဓိကတစ်ချက်ပြောပြချင်တဲ့အချက်ကလေးကဘာလဲဆိုတဲ့အခါကျတော့ကျေတို့ဒီဒီလိုမျိုးတွေချုပ်တဲ့အခြေမျိုးမှာစူးကျွန်သုံးရတယ်ဆိုတာနံပါတ်1အချက်နော်နောက်နံပါတ်2အချက်ကကျေတို့ဒီမှာအဲ့ဒါဒီတစ်ခုပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုဆက်ချုပ်မယ်ဆိုတဲ့အချိန်ကျရင်ကျေတို့ဟိုဒါကိုတကြိုးဖြတ်နောက်တစ်ခါထပ်ထက်အဲ့လိုလုပ်เสียမှာမလို့ဒါလေးကိုတစ်ချက်အဓိကပြောပြချင်တာပေါ့လေနော်ဆိုတော့အဓိကတစ်ချက်တော့အတွက်အချိန်တတ်တာပါတယ်နော် ဒါကတော့ဒီကျတို့ဒီ patchwork နီးပညာတွေသင်ခဲ့ရတဲ့အချိန်မှာဒါတွေကလည်းဒီကျတို့နီးပညာတစ်ခုပဲเนาะအဲဒီနီးပညာပညာလေးကိုဒီကျကပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะနားလည်လိမ့်မယ်လို့ထင်ပါတယ်ဂျေဆုတင်ပါတယ်ရှင်နိုင်စမ်းမယ်အဲနီလာကိုေးပါရှင်